ို့ဖုန်းထဲမှာခြားသူတယောက်ရဲ့ဒီ Gmail ကောက်ဝင်ထားဆိုရင်ကို့အတွက်ကောခြားသူအတွက်ပါဒီ privacy ရပဲကြည်ကြည် personal data ရပဲကြည်ကြည်တော်တော်လေးမှအန္တရာယ်များတဲ့အခြေအနေလို့ပြောလို့ရတယ်လူတော်များများထင်တာကကြတော့ဒီကို့အကောင့်ထဲမှာခြားသူတယောက်ရဲ့ Gmail ကောက်ဝင်ထားဆိုရင်ဒီကို့အတွက်ကဘာအန္တရာယ်မှမရှိဘူးသူ့ရဲ့ဒီ file နေသူ့ရဲ့ဒီဓာတ်ပုံနေသူ့ရဲ့ဒီပေါ်တော့အရေးကြီးတဲ့ဒီစာဝဲစာတမ်းတွေကိုပဲကိုကကြည့်လို့ရမယ်ထင်တာကို့အတွက်အန္တရာယ်မရှိဘူးထင်တော့ဒါတော်တော်လေးမှမှားတယ်လို့ပြောရမယ်ကို့အတွက်ကလည်းတော်တော်လေးမှအန္တရာယ်ရှိတဲ့အခြေအနေထဲမှာပါတယ် ဲ့တော့ကိုယ့်အတွက်ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲဆိုတာကိုစပြီးတော့ကြည့်လိုက်အောင်ရန်ကုန် mobile store ပထမဆုံးကတော့ဒီကိုဖုန်းထဲကိုဝင်သမျှဒီဗီဒီယိုတွေဓာတ်ပုံတွေကိုအဲ့ဒီ Gmail account ပိုင်ရှင်ကလွယ်လွယ်ကူကူဝင်ကြည့်လို့ရတာမျိုးတွေဖြစ်နိုင်တယ်။ဒါကဘယ်လိုမျိုးလဲဆိုတော့ကိုဖုန်းကရိုက်လိုက်တဲ့မျှပုံတွေဗီဒီယိုတွေနောက်ပြီးတော့ဒီအခြားလူတွေကကိုကိုပို့တဲ့ဒီပုံတွေဗီဒီယိုတွေအကုန်လုံးက ကိုယ့်ရဲ့ဒီ Google ပေါ့နော်ဒီ Google Photo account မှာ backup မလုပ်ခဲနဲ့အဲ့ဒီလူရဲ့ဒီ Google Photo account မှာ backup လုပ်တဲ့အချိန်မှာအဲ့ဒီလူကဒီအခြား device တစ်ခုကနေပြီးတော့ကိုယ့်ရဲ့ဓာတ်ပုံတွေကိုယ့်ရဲ့ video တွေကိုလွယ်လွယ်ကူကူဝင်ကြည့်လို့ရတဲ့မျိုးတွေဖြစ်နိုင်တယ် ဒါက privacy ရကြည့်မယ်ဆိုရင်တော်တော်လေးမှအန္တရာယ်များတဲ့အခြေအနေလို့ပြောလို့ရတယ်။နောက်ထပ်တစ်ခုကတော့ဒီကိုဖုန်းတွေကဒီအသစ်မှတ်ထားသမျှ content တွေပေါ့နော်ဖုန်းနံပါတ်အသစ်တွေအကုန်လုံးကိုအဲ့လူကနေပြီးတော့လွယ်လွယ်ကူကူဝင်ကြည့်လို့ရတယ်ဖြစ်နိုင်တယ်။ဒါကဘယ်လိုမျိုးလဲဆိုတော့ဒီအခြားလူတယောက်မသိကျင်တဲ့ content တစ်ခုကိုကိုကတိတ်တိတ်လေးမှတ်ထားပေမဲ့အခြားလူကဝင်ကြည့်လို့ရနေတာက တော်တော်လေးအန္တရာယ်များတယ်ပေါ့နော်အဲသမီးသားရဲ့ဂျာထဲမှာဆိုဒါကတော်တော်လေးမှဆိုးတဲ့အခြေအနေမျိုးဖြစ်နိုင်တယ်နောက်ထပ်ဖြစ်နိုင်တာကအဲ့လူကကိုယ့်ရဲ့ဒီ browsing history ကိုဝင်ကြည့်ပြီးတော့ကိုကဘယ် website တွေကိုဝင်ကြည့်လဲဆိုတာကို तू ကကြည့်နိုင်တယ်ပေါ့နော်အဲဒါကယောက်ျားလေးအတွက်ဆိုရင်တော့တော်တော်လေးဆိုးတဲ့အခြေအနေထဲမှာပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ Facebook account တွေစဖွင့်တာတို့နောက်ပြီး Instagram account တွေစဖွင့်တဲ့အချိန်မှာ အဲ့ဒီကောင်းနေ password ကိုစိတ်မှတ်လိုက်တယ်ဆိုရင်ကိုယ့်ကောင်းထဲမှာမှတ်မှတ်ပြီးတယ်ပဲနဲ့သူ့ရဲ့ gmail ကောင်းနဲ့ link ဖြစ်သွားတဲ့အခါမှာ तू ကကိုယ့်ရဲ့ facebook ကောင်းဝင်မယ်ဆိုရင် password ကိုရိုက်ဆရာမလိုဘူးဒီ auto save password နဲ့ तू ကရိုက်လိုက်ပြီးတော့ကိုယ့်ရဲ့ facebook ကောင်းနဲ့ဝင်ကြည့်လို့ရတဲ့မျိုးတွေဖြစ်နိုင်တယ်ဒီလိုမျိုးဝင်ကြည့်တဲ့အခါမှာကိုက blue ray နဲ့စကားပြောတာလေဘာတွေပြောထားရလဲနောက်ပြီးတော့ဘလို့ပုံတွေပို့ထားလဲဆိုတော့သူက AC လေးပဲဒီအခြား device ကနေ AC သေးဝင်ကြည့်လို့ရတာဆိုတော့ တော်တော်လေးဆိုးတယ်ပေါ့နော်မိတ်ဆွေပဲစဉ်းစားကြည့်မိတ်ဆွေတယောက်တည်းသိကျင်တဲ့ data တွေကိုအခြားသူတယောက်ကပါကိုနဲ့အတူတူကြည့်နေရဆိုရင် ဒါကတော်တော်လေးမှအန္တရာယ်များတဲ့အခြေအနေလို့ပြောရမယ်။နောက်ဆုံးတစ်ခုကတော့အဆိုးဆုံးပဲ။ဒါကဘာလဲဆိုတော့အဲ့ Gmail account permission ကဒီ5 mind device ကိုဖွင့်ပြီးတော့ကိုကဘယ်နေရာမှာရှိနေလဲဆိုတာကိုကိုယ့်ရဲ့ location အတိအကျကို तू ကသိနိုင်တယ်ပေါ့နော်။နောက်ပြီးတော့ကျွန်တော်ဒီ5 mind device ကိုဖွင့်ပြီးတော့ပဲကိုယ့်ရဲ့ဒီဖုန်းထဲမှာရှိတဲ့ data တွေအကုန်လုံးကိုကျွန်တော် eraser ပေါ့နော်ဖြတ်ပစ်တာတို့။နောက်ပြီးတော့ကျွန်တော်ဖုန်းကို reset ချလိုက်တာတို့။နောက်ပြီးကိုယ့်ဖုန်းကိုဒီ factory reset ချတာတို့ဒီလိုမျိုးတွေလေ तू ကကိုယ့်ရဲ့ဖုန်းထိစရာမလိုပဲနဲ့အဝေးကနေလှမ်းပြီးတော့လုပ်နိုင်တယ်ဒီလိုမျိုး factory reset ချလိုက်တဲ့အခါမှာလေကျွန်တော်ဖ ဖုန်းကိုပြန်ခွင့်တဲ့အချိန်မှာသူ့ရဲ့ Gmail password ကိုကိုကရိုက်ထရမှာဆိုတော့အဲ့လူနဲ့ကိုနဲ့ကစကားမပြောတော့တဲ့လူတယောက်ဥမာတမိကြီးစားပဲထားပါတော့အဲ့လိုမျိုးလူတယောက်စကားပြောဖို့ကလည်းအဆင်မပြေဘူးအဲ့ကကြရင်ကိုကကိုရဲ့ဖုန်းလေးကိုကိုဘကိုပြန်သုံးလို့ရအောင်ဖုန်းဆိုင်မှာသွားပြီးတော့လော့ဖီတာမျိုးလောက်ရလိမ့်မယ် ဲ့လိုမျိုးလောဖြစ်တဲ့နေရာမှာလဲကိုယ့်ရဲ့ Gmail account မဟုတ်တဲ့အတွက်ကြောင့်ခိုးထားတဲ့အလုံးလားဒါမှမဟုတ်ဒီဥပဒေနဲ့မလုတ်ကင်းတဲ့အလုံးလားဆိုပြီးတော့ကိုယ့်ရဲ့ဖုန်းကိုလော့မဖြီတာမျိုးတွေဖြစ်နိုင်တယ်။ဒါကတော့ဒီကိုယ့်ဖုန်းထဲမှာအခြားသူတယောက်ရဲ့ Gmail ဝင်ထားရဆိုရင်ကိုယ့်ဘက်ကကြည့်မယ်ဆိုရင်ဖြစ်နိုင်တဲ့အန္တရာယ်တွေကိုပြောပြပေးရတာအခြားသူဘက်ကကြည့်မယ်ဆိုရင်လည်းအန္တရာယ်တော်တော်လေးများတယ်။ဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့ Gmail account ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ Gmail ထဲမှာဝင်သမျှမေးတယ်။နောက်ပြီးတော့ဒီ mobile banking နဲ့ဆိုင်တဲ့ OTP code တွေကိုကိုယ်ကလွယ်လွယ်ကူကူဝင်ကြည့်လို့ရနေတာမျိုးဖြစ်နိုင်တယ်။ နောက်ပြီးတော့ तू က Google Drive file ထဲမှာအရေးကြီးတဲ့ file တွေကို save လုပ်ထားရဲဆိုရင်လည်းကိုကဝင်ကြည့်လို့ရတယ်။နောက်ပြီးတော့ဒီလိုမျိုးပဲတော့เนาะဒီ Google Photo ထဲမှာ तू ကပုံတွေမှတ်ထားရဲဆိုရင်လည်းကိုကလွယ်လွယ်ကူကူဝင်ကြည့်လို့ရတယ်ဖြစ်နိုင်တယ်။ အဲ့တော့ဒီကိုဖုန်းထဲမှာအခြားသူတယောက်ရဲ့ Gmail ထားတယ်ဆိုတာကသူ့အတွက်ပဲကြည့်ကြည့်ကိုအတွက်ပဲကြည့်ကြည့် privacy ရောနောက်ပြီးတော့ personal data ရောတော်တော်လေးမှအန္တရာယ်များတယ် privacy ချိုးဖောက်ခံရတဲ့အနေအထားမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကိုဖုန်းထဲမှာဒီအခြားသူတယောက်ရဲ့ Gmail ရှိမရှိဘယ်လိုမျိုးကြည့်ရမလဲနောက်ပြီးတော့ရှိခဲ့ရင်ရောဘယ်လိုမျိုး remove လုပ်ရမလဲဆိုတာကတော့ဒါကတော့တော်တော်လေးမှလွယ်လို့ပြောရမယ်ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်မယ် setting နဲ့ဝင်ပြီးသွားရင်ဒီ user account ဆိုတော့တွေ့လိမ့်မယ်အဲ user account နဲ့ဆက်ဝင်ပေးလိုက် အဲ့ကကြရင်ကိုဖုန်းထဲမှာ Gmail account ဘယ်နှခုဝင်ထားလဲနောက်ပြီးတော့ဒီ social media account တွေတို့ gain account တွေတို့ဘယ်လိုမျိုးဝင်ထားလဲဆိုတာကို तू ကပြပေးလိမ့်မယ်အဲ့ဒီအချိန်မှာဒီအခြားသူတယောက်ရဲ့ Gmail account ကကိုဖုန်းထဲမှာဝင်ထားဆိုရင်တော့အဲ့ဒီ Gmail account နှိပ်လိုက်နောက်ပြီးတော့ဒီ remove account နှိပ်လိုက်မယ်ဆိုရင်ကိုရဲ့ဖုန်းထဲမှာဒီအခြားသူတယောက်ရဲ့ Gmail က lock out လုပ်သွားလိမ့်မယ်ဒီလေးလေးနဲ့ဖြည့်ရှင်းလိုက်လို့တော့ရတယ်။အဲ့တော့ဒီ video လေးကကိုဖုန်းထဲမှာဒီအခြားသူတယောက်ရဲ့ Gmail ဝင်ထားမယ်ဆိုရင်ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲဘယ်လိုမျိုးပြဿနာတွေဖြစ်နိုင်လဲဆိုတော့ပြောပြပေးတာဖြစ်ပါတယ်။ အခုမိတ်ဆွေရဲ့ဖုန်းထဲမှာလေဒီဗီဒီယိုကြည့်ပြီးွားလို့စက်တင်ထဲမှာတွားဆစ်လိုက်တဲ့အချိန်မှာအခြားသူတယောက်ရဲ့ Gmail အကောင့်ကကိုဖုန်းထဲမှာဝင်ထားဆိုရင်ချက်ချင်းလောကောက်လုတ်တင်တယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ